ားမလားမစားဘူးတော့ငါ့ကိုကျွန်တော်ဂျုံလို့လားမသိဘူးဖွက်ပြေးသွားတယ်အားလုံးပဲမင်္ဂလာပါအခုဆိုရင်ကျွန်တော်တို့ family ကကချနာပူရီမှာရှိတဲ့ဒီအီရာဝံ waterfall ကိုသွားနေတာဖြစ်ပါတယ်ရှာဘူးလေဒါပါဒီမှာမမပါဒီမှာမမအောင်မအမီမမပါဒီမှာခိုင်နာပါခိုင်နာကွေးနေတယ် ော်ကနေခေါင်းမိုးပို့တက်ပြီးတော့မှာပေါ့နော်ကျွန်တော်ကိုအဲခီလန်ခီရဲ့ကတ်လေးတွေကိုရိုက်ပေးတယ်ကျွန်တော်ရဲ့ assistant cameraman လေးပါအခုဆိုရင်တော့ကျွန်တော်တို့ waterfall ကိုမရောက်ခင်နိုင်ကွက်လောက်အလိုမှာထမင်းဝင်စားတာဖြစ်ပါတယ်ဒီနားမှာကျွန်တော်တို့ halal စားတောက်ဆိုင်တွေ၄၅ဆိုင်လောက်တန်းနေတဲ့နေရာလေးတစ်ခုရှိပါတယ် အာဒါကကျွန်တော်တို့တွေတွေအတွက်တော့ဟိုတော်တော်အဆင်ပြေတာပေါ့ဗျာဒါကတော့စားပြီးတောက်ပြီးသွားတဲ့အချိန်နေပါကွာတော့ကျွန်တော်တို့အဝတ်စားတွေလဲဖို့ပလန်တွေလုပ်နေရပါတယ်လက်ကိတ်တွေထဲကပစ္စည်းတွေထုတ် ဝစားတွေလဲပေါ့ဆောင်းတွေလမ်းနေပါပြီလို့ level 7သွားမယ် level 7 try ကြတာပေါ့ကျွန်တော်ကချနာဘူရီတို့ဘာလို့မှရှိတဲ့ waterfall တွေနဲ့မတူတာဒီ waterfall ကအရန်ကြီးတယ်ပြီးတော့လာတဲ့ I'm sorry ကချနာဘူရီရောဖြစ်တယ်ချင်းမိုင်မှာရှိတဲ့အာ waterfall တွေနဲ့မတူတာဟိုမှာတော်တော်လေးကိုခောင်းနေဗျာကားဆိုလည်းနှစီသုံးစီးပဲရှိတယ်ဒီဥစ္စာကကျတော့အမကားပါကင်ဝင်းကြီးလည်းအကြီးပဲ စားတော့ဆိုင်တွေရောဒီမှာအဝေလဲခန့်တွေဆိုလဲအကြီးတွေပဲအဝေလဲခန့်တွေပါရတော့ပြီးပြအခုအထဲကိုဝင်ဖို့တော့ဒီနေရာမှာကျွန်တော်တို့ဘက်ကီပြန်ကားရမှာပေါ့နော်ဒီမှာခလေးတယောက်ကို30လူကြီးတယောက်ကို20ပေးပြီးတော့ကျွန်တော်ဘက်ကီနဲ့အထဲကိုကျွန်တော်ထပ်ဝင်ရမှာပေါ့နော်ဒါကတော့ Iron Waterfall ရဲ့ main entrance ဖြစ်ပါတယ်ဟုတ်ပါပါ။ဒီမှာတော့ကျွန်တော်တို့ဒီကားသေးလေးအတွက်ကိုလက်မှတ်ဝယ်နေတာဖြစ်ပါတယ်။ တော့ waterfall တခုတည်းတော့မဟုတ်ဘူးဗျာဒီလားဟိုမှာ national park လည်းရှိတယ် national park ကိုပတ်ချင်တဲ့လူတွေကလည်းပတ်လို့ရတယ်ဘောနော်အချို့ camping လုပ်ချင်တဲ့လူတွေလည်း camping လုပ်လို့ရတယ်ကချနာဘူလီမှာရှိတဲ့ Irawo Waterfall Level 1ကိုကျွန်တော်တို့ရောက်နေတာဖြစ်ပါတယ်။ဒါကတော့ပထမဆုံးအဆင့်မှာ တော့ foreigner တွေလည်းအရန်များတယ်ဒီလိုလာလေတဲ့လူအရန်များတယ်ပေါ့နော်တချနာဘူးလူရဲ့ဟိုဘယ်လိုပြောမလဲဘယ်ပဖို့အသင့်ဆုံးနံပါတ်1နေရာလို့တောင်ပြောလို့ရတယ်ပေါ့နော်ဟိုစင်မမြင်ဘူးတဲ့လူတွေပါတယ်တွားကတော့စင်စခန်းနေရာနံပါတ်1ဖြစ်ခြင်းဖြစ်မယ်အာကျွန်တော်တို့လို့မြန်မာနိုင်ငံကစင်နဲ့တိတ်စင်တိတ်မစားတဲ့နေရာမှာဆိုရင်တော့ဒီအဲဒါဝါတာဖောလ်ကနံပါတ်1ပေါ့ဟုတ်ပါဖုတ်တယ်လည်းရှိပါတယ် တက်မတက်မလဲပဲတက်မယ်လဲပဲမတက်ခင်လိုက်ချက်ပဲကြက်လို့လဲလိုက်ပဲချက်ကြတာမဟုတ်လားဒီမှာသူတို့ကဝင်ကြီးอ่ะလူကြီးတယောက်ကိုဘတ်300ခလေးတယောက်ကိုဘတ်100ပြီးွားရင်ကျွန်တော်တို့ထိတ်ကနေပြောမှာဒီ level 1နားထီကိုရောက်ဖို့အတွက်ကကားစီးတာဆနတော့ဗက်ကြီးလေးစီးတာက လူကြီးတယောက်ကို20ခလေးတယောက်ကို30အခုဒီမှာကျွန်တော် life jacket ထပ်ဝယ်ရမယ်ထပ်ပြီးတော့မှာငားရမယ်ဘာလို့ life jacket ကအဲ့ဒီမှာနှစ်နာရီအတွက်ကို20ထပ်ပြီး နာယီတိုးရတယ်ဆိုရင်တနာယီတိုးကို30ဆီပေးရမယ်ဗောနော်နာလေးဒီမင်းဘယ်လဲချင်းပြောချင်တာအဲ့ငါးလေးလာခြေတော့အခုစားတာဟုတ်တယ်ကဲဒီအီရာဝန်ရဲ့အထိမ်းမက်ကတော့ဒီငားလေးတွေပေါ့နော်။ तू ကခြေထောက်ချလိုက်ကြနဲ့ကျွန်တော်တို့အရေပြားမှာရှိနေတဲ့ဆဲလက်အသေးလေးတွေကို तू ကလာစားတာပေါ့နော်။ကျွန်တော်နည်းနည်းစမ်းကြည့်လိုက်မယ်။ Ở lù lì Ở lù lì nào có bấm lâu nào Ở lù lì Ở lù lì nào Ừ Mà làm sao ưu ổng áo cho chúng nó làm thì khó bí hoa đi Không, không, không Cái bó mà là sao cho làm nhà này nó bó bó Cái bó tên mà chả cho Cái bó chú Ông bà chú ngá đi lì con ngá tụi tụi bây là đi ngá đi bây là sao được rồi à? Bắt con này mua bù là? À thì bắt khách đi là sao suy lại đấy? À ấy chả mà tao không nào? ်လေဗယ်2ကိုစတက်ကြပါဖြစ်ပါတယ်ဟုတ်ပါလေဗယ်2ဆက်ပြီးတော့မှာနော်20မီတာကွာမှာဖြစ်ပါတယ်မိုက်ရတခုကတော့အခုလာတဲ့ကနေတော့မှအိမ်သားတွေ့တာ300ရာရှိပြီအိမ်သားတွေအများကြီးပဲဝေလဲခန့်နေလည်းအများကြီးပဲထားတာတွေ့တာကိုမကတော့ကိုမအထုပ်တွေပါလေပါရင်ဒီမှာလောကန်ကားလို့ရပါတယ် cash only တဲ့တေရောစကန်တန်မလား on on add on ไม่มีไม่มีအခုကျွန်တော်တို့ locker up ပြီးွားတဲ့အတွက် level 3ကိုဆက်တက်ကြမှာဖြစ်ပါတယ် level 7 level 6ဒီကောင်ပါ level 7ဒီကောင်ပါမရှိပါ level တော့2ရောက်နေတဲ့အတွက်ဒီမှာအပေါ်မှာ3 4 5 6 7တန်ဒီနဖလုံးပါလေကျွန်တော် ်လေဗယ်4တစ်ခါနဲ့တက်မလားလေဗယ်3သွားမလားလေဗယ်4ကတော့1မီတာလေဗယ်3က50မီတာတွေ့ရပြတယ်လေဗယ်4တက်လိုက်ပါမယ်ဟုတ်ကဲ့ဟိုးခါကြီးကတော့မဆောက်ပါနဲ့ဟာချီချောင်းနေလိုက်ပါစီလို့လေဗယ်4ပဲရောက်သေးတယ်တော့ဟိုက်နေပါပြီ ဒါတော့ level 4မရောက်ခင်လေးမှာ rest point မှာခြေဘူးဒီလာဖို့တော့ခြေဘူးယူလာလာဒါပဲခြေဘူးယူဖို့မေ့သွားဟာပြန်ဆင်းရမယ်မတားလိုက်တာဟိုလည်းမဖုတ်ထလာပဲအခုကျွန်တော်တို့ level 4ရောက်ပါပြီလက်ရှိရေထဲကိုမဆင်းရသေးခင်မှာမြေရတာတော့ရေရဲ့ရေကလုံးဝကြည်လင်ပြီးတော့မှကြောက်စိမ့်လို့ပါပဲကြောက်စိမ့်အောင်လေးပါရေကပြတာမဟုတ်စိမ့်တာကြီးရဒီထဲမှာငါးလေးတွေရှိပါတယ်ဒီကောင်လေးကခြေလောက်ကဆဲလက်တွေကိုလာစားတာခြေလောက်ထည့်လိုက်တာနဲ့အုံပြီးလာတာရာကြီးရာကြီးနဲ့ ီနော်ဟာ level 5ကိုတက်ကြပါမယ် road to level 5ဟုတ်ကဲ့ level 4ကနေ450မီတာကိုတက်ရမှာဖြစ်ပါတယ် level 5ရှစ်ဆက်သွားရက်အရန်လာလို့ပါအခုဒီ level 5မရောက်သေးပါဘူး level 4ကနေ level 5ကိုတော်တော်သွားရပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ level 5ကို ရောက်လာပြီပဲဖြစ်ပါတယ် ့ level 5မှာတော့လူနေနဲ့ပုံစံပါတယ်ဟိုကျွန်တော်တို့ level 6ကိုတက်နေတာပါလမ်းက level 5ကျော်သွားပြီးတဲ့ကဒီလိုကျွန်တော်တို့ concrete လမ်းတွေပဲမရှိတော့ဘူးဆိုတော့ဒီလိုကြောက်တုံးမြေသားလမ်းတွေဖြစ်သွားပြီမိုးရင်းတွေပါဆိုရင်ဘယ်လိုတောင်ခက်ခဲမလဲမသိဘူးဟွိကိုယ်တွေပဲရှိတော့တယ်ထင်တယ်ဘယ်သူမှလည်းမတွေ့တော့ဟောလူတွေရှိတယ်ဆဲလာနေတယ်လူတွေ ဒီရေဆိုတော့ပြုတ်ကြရင်ဖမ်းမှုပဲရှိတယ် road to level 7ဘာဒီပေါ်မှာလူပြန်စီနေပါပြီဒီညားပါလေသမ်းမမအပေါ်တက်လို့ရတာ level 7ဆိုရင် ဟေးဒီနားလေးလေလေကားလုတ်ပေးတာလို့သာပဲလေကားမလုတ်ပေးဘယ်လိုတော့တက်ရမလဲမသိဟမ်ဒီ level 7နားလောက်ထိကိုဒီ60ရွယ်ဝင်းကျင်နေလာတာဒီကစတာမီနာကောင်းလားဟွိကိုဒီ30ကျော်တော့တော်ဝီခွန်နေနောက်ဆုံးတော့ကျွန်တော် level 7ကိုရောက်ခဲ့ပါပြီတတော်လှပါတယ်ဟိုးတောင်ထိပ်ကနေပြီးတော့ဒီကြလာလဲလာပါလေဟေ့ဒီလိုနေပါဟေ့ထိုင်ပါမမဘောနေနေခဲ့တယ်ခလို့နားဘူးတော့ပေါ့ရေဒီကတီစိမ့်နေရပဲဘယ်အထက်ပြည့်လာလာကြီးကတော်တော်လာလာပါဗျာ တခဏဘူးယူမှာရှိတဲ့ဣဒါဝွန်ဂျေတဂုံရဲ့ခုနှစ်လွာခုနှစ်ဆင့်မြောက်ကျွန်တော်ဒေါက်လျှောက်တက်မယ်ဆိုရင်အချိန်တနာကြီးဘွဲနီးပါလောက်တက်ရတယ်ဒါအပေါ်ဆုံးအထက်ကိုရောက်သွားတဲ့ညီလေးဖြစ်ပါတယ်ပြမန်းတာနဲ့တန်အောင်အရန်ကိုလှပါတယ် င်းနေကြပါပြီပျော်ခဲ့ရပါတယ်အစင်းနဲ့အတက်နဲ့ကတော့တခြားစီပါအစင်းကအများကြီးတက်တာပါတယ်အတက်ကတော့တော်တော်ပြင်းမှန်းပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ level 2ကိုပြန်လဲရောက်ရှိလာပြီဖြစ်ပါတယ် level 2နဲ့ level 2ကနေပြီးတော့မှအောက်ကိုပြန်ဆင်းဖို့ကတော့ဘာမှမပြင်းမှန်းဘူးပေါ့ သူတပြည့်တော့ level 4 level 5 level 5နဲ့ level 7သွားရတာတွေကအရင်ပမှန်တယ်ဘန်ကောက်ကနေပြီးတော့မှကချနာပူဒီကိုလာရင်အချိန်နှစ်နာရီခွဲလောက်ပဲကြာပါတယ်လုံးဝဟိုလာပြီးတော့မှ try တင်ပါတယ်တနာရီလောက်လမ်းလျှောက်ပြီးတော့မှတက်ရတယ်သူက campaign ပုံစံမျိုး feeling လေးရသလိုရေကူးမယ်အာနေ့တနေ့ကလုံးဝတကယ်ကြီးအပေါင်းသင်းနေတယ်လာရင် အမတ်တရဖြစ်သွားမယ်လို့အားမခံလို့ရတဲ့ခီးစဉ်မျိုးဖြစ်တယ်အဲ့တော့အားလုံးကိုကချနာပူဒီကရောက်ခဲ့ရင် join mode ပြောချင်ပါတယ်